ဟိုလူကလည်း EV ဒီလူကလည်း EV ဟိုနားမှာလည်း EV ပွဲဒီနားမှာလည်း EV ပွဲကျွန်တော်ဈေးတွေကလည်းရှော့နေတယ်ကျွန်တော်အရေးကြနေလဲရသေးတယ်ဆိုတော့ကိုကလည်း EV ပွဲကိုစိတ်ဝင်စားနေပြီထင်ပါတယ်ကျွန်တော်အကယ်၍ကိုက EV ပွဲကိုသုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင် EV car brand တွေအများကြီးထဲမှာမှဘေးကားကိုရွေးချယ်တဲ့လဲဆိုတာကိုအခုကျွန်တော်ပြောပြသွားမယ့်အချက်ကလေးနဲ့တိုက်ဆိုင်ဆက်ဆဲပြီးမှဝယ်ယူဖို့အကြံပြုပေးချင်ပါတယ်ခင်ဗျာပထမအဦးဆုံးအရေးကြီးဆုံးအချက်ကတော့ range ပါအသုံးပြုနိုင်မဲ့ကီလိုမီတာအကွာအဝေးပါကိုကမြို့ရင်းမဲ့သုံးမှာဆိုလို့ရှိရင်တော့ကီလိုမီတာအနည်းဆုံး 300 400ဝန်းကျင်ကားတွေကိုရွေးချယ်သင့်ပါတယ်ဒီကားတွေဆိုလို့ရှိရင်တော့သိန်း1200ဝန်းကျင်လောက်မှာရရှိနိုင်ပြီးတော့ကျွန်တော်အိုက်ထက်ကီလိုမီတာများလာလိုချင်တယ်ဆိုလို့ရှိရင်တော့သိန်း1500သိန်း1600ကနေပြီးတော့သိန်း2000ကျော်အထိတုံးမှရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့အသုံးပြုမဲ့ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့ကီလိုမီတာ range ကိုရွေးချယ်ရမှာဖြစ်ပါတယ်မြို့ရင်းသုံးမယ်ဆိုရင်တော့မဖြစ်မနေကီလိုမီတာ300ကနေ400ကြာရှိတင်ပါတယ်အနည်းဆုံးကျွန်တော်မြို့ပြင်သွားမယ်ကျွန်တော်ခီးရထွက်မယ်ဆိုလို့ရှိရင်တော့ကီလိုမီတာ range 600 ဝင်းကျင်လောက်မှာရှိတဲ့ကားတွေကိုရွေးချယ်တင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ EV car brand ရွေးချယ်မှုပဲဖြစ်ပါတယ်ကျွန်တော်တရုတ်ပြည်မှာဆိုလို့ရှိရင်လည်းနေစဉ်နဲ့အများ EV brand အသစ်တွေထွက်နေတယ်လို့နေစဉ်နဲ့အများရက်ဆိုင်သွားတဲ့ EV car brand တွေလည်းအများကြီးအများကြီးရှိပါတယ်ကိုရွေးချယ်မဲ့ EV brand နဲ့ ကားမော်ဒယ်ကကဘာတဝန်းမှာဘလောက်ထိရောင်းအားရှိလဲဘလောက်ထိကုမ္ပဏီကရောဘလောက်ထိခိုင်မာမှုရှိလဲနောက်ပြီးပြည်တွင်းကိုတင်သွင်းလာတဲ့ authorized dealer ရှိလား authorized dealer ကရောဘလောက်ထိခိုင်မာမှုရှိလဲဘလို့အာမခံချက်တွေပေးလဲဆိုတာမှမူတည်ပြီးတော့ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်မြန်မာနိုင်ငံကို EV ကားတင်သွင်းလာတာဆိုလို့ရှိရင်နှစ်နှစ်သုံးနှစ်ပဲရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့အပိုပစ္စည်းရရှိနိုင်မှုကျွမ်းကျင် technician ရရှိနိုင်မှုစတဲ့အနေအထားတွေမှာအခက်အခဲတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ authorized dealer ကဘလောက်ထိခိုင်မာမှုရှိလဲဘလောက်ထိတောင်းရင်ဟုတောင်းခ န်းမှုရှိရှိနဲ့ရောင်းပေးနိုင်လဲဆိုတာပေါ်မှာလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်အကယ်၍ကိုရွေးရှယ်တဲ့ brand နဲ့ model ဟာ worldwide မှာရောင်းအားကောင်းတဲ့ model မျိုးဆိုလို့ရှိရင်ကိုကဒီအပိုပစ္စည်းလိုအပ်လာတဲ့အခါမျိုးမှာတရုတ်နိုင်ငံသားမကပဲအိန္ဒိယနိုင်ငံကနေမှာပါကျွန်တော်တို့ဝယ်ယူတင်သွင်းလို့ရမှာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ EV ဝယ်တဲ့အခါမှာ brand နဲ့ model ရွေးချယ်မှုကလည်းအရန်ကိုအရေးကြီးပါတယ်ပြီးပြီး brand နဲ့ model ရွေးချယ်တော့မယ်ဆိုရင်ကမ္ဘာနယ်တဝန်းမှာခိုင်မာမှုရှိတဲ့ယုံကြည်မှုရှိတဲ့ brand နဲ့ model ကိုပဲရွေးချယ်ဖို့အကြံပေးခြင်းပါတယ်ကျွန်တော် brand ရွေးချယ်တဲ့အခါမှာခိုင်မာတဲ့ brand နဲ့မခိုင်မာတဲ့ brand ကြားမှာဈေးနှုန်းကွာဟမှုတွေ၁၀၀နဲ့၂၀၀ကိုမမြင်မဲနဲ့ကျွန်တော်တို့တကယ်ခိုင်မာပြီးတော့အမားခံချက်ရှိရှိနဲ့ရောင်းတဲ့ brand authorized dealer စီကနေပြီးတော့ပဲဝယ်ယူသင့်ပါတယ်ခင်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ brand ဒီပဲဖြစ်ပါတယ်ကျွန်တော်တို့အမားခံဘယ်လောက်ထိ ပေးလဲဆိုတာလည်းမူတည်ပါတယ်ကျွန်တော်တို့ဒီဘေးပစ္စည်းတွေဘေးအစိတ်ပိုင်းတွေကိုတော့ဖြင့်ဘယ်နှစ်နှစ်ပေးတယ်ဘေးအစိတ်ပိုင်းကိုတော့ဖြင့်ဘယ်နှစ်နှစ်ပေးတယ်ဆိုတာမျိုးကိုတည်တည်ချာချာမေးမြန်းသင့်ပါတယ်ညာတော့အဖြစ်ဘက်ထရီကိုကျွန်တော်တို့၈နှစ်ကီလိုတသိန်းခွဲအများစုပေးကြတာဖြစ်ပါတယ်အဲ့ထက်ရော့နေနေတယ်ဆိုလို့ရှိရင်ဒါစဉ်းစားသင့်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်အကယ်၍ EV တွေဝယ်တော့မယ်ဆိုရင်အစိတ်အပိုင်းလိုက်ကျွန်တော် run တွေအမျိုးမျိုးကွဲပြားပါတယ်ကျွန်တော်တို့ဘက်ထရီဆိုရင် အဲ running block motor ဆိုရင် running block ကျန်တဲ့အစိပ်ပိုင်းလေးဆိုရင် running block ဒါတွေကိုတိတိကျကျမဝဲခင်မှာတေချာမင်းမြတ်မှုလိုအပ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ charging ကောင်းတိုက်ပါခင်ဗျာ charging ကောင်းတိုက်မှာကျွန်တော်တို့ DC fast charging မှာကျွန်တော် GPD နဲ့ကျွန်တော်တို့ CCS2 ဆိုပြီးနှစ်မျိုးရှိပါတယ်ကျွန်တော်တို့အခုလက်ရှိပြည်တွင်းမှာတော့ charging station တွေမှာ GPD ကောင်းတွေကပုံမှုပြီးတော့ရတာပုံများပါတယ်ဒါပေမဲ့နိုင်ငံတကာမှာတော့ CCS2 က ပို့ပြီးတော့ reliable ပဲဖြစ်တယ်ဆိုပြီးတော့အဲဒီသုံးသက်ချက်တွေရှိပါတယ်အဲဒါပေမဲ့လည်းလက်ရှိပြည်တွင်းမှာတော့ GPD ကောင်းနေပဲ G charging station တွေမှာအများစုရှိပါတယ်အဲကဲလို့ကိုယ်ဝယ်ထားတဲ့ကားက CCS2 ဖြစ်လို့ရှင်လို့ရှင်ရင်ဒီ charging station တွေမှာကျွန်တော်တို့သွင်းလို့ရတဲ့အဲနေရာကအနည်းချင်းပဲရှိမှာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ adapter ကောင်းနေခံပြီးတော့သုံးလို့ရတယ်ဒါပေမဲ့အဲ့ဒါကလည်းကျွန်တော်တို့ရေရှည် adapter တုံးခံပြီးသုံးဖို့တော့ကျွန်တော် recommend မပေးပါဘူးခင်ဗျာကိုယ်ဝယ်မဲ့ကားက charging က GPD လား CCS2 လားဆိုတာကိုလည်း တည်တည်ချာချာကျွန်တော်ရွေးချယ်ဖို့လိုအပ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော် safety features နဲ့ function တွေပါခင်ဗျာဒါကတော့ကျွန်တော် EV ကတော်တော်များများကနောက်ဆုံးပေါ် safety features တွေနဲ့ function များများကိုထည့်ပေးထားတာတွေ့ရပါမယ်ဒါပေမဲ့တချို့ brand တွေမှာဒီပြောတဲ့အတိုင်းတကယ်အလုံးမလုပ်တဲ့ဟာတွေလည်းရှိပါတယ်အဲဒီတော့ကြောင့်ကိုကဒီကားကိုရွေးချယ်ဝယ်ယူတော့မှတေးကြပြီဆိုလို့ရှိရင်လို့ရှိရင်ကျွန်တော်ငွေမချေခင်စာချုပ်မချုပ်ခင်မှာကျွန်တော်ဒီ features တွေဒီ function တွေကကားအလက်မခံခင်မှာတကယ်ရောအလုံးလုပ်ရလားဆိုတာတည်တည်ချာချာစစ်ဆေးဖို့လိုအပ်ပါတယ်ခင်ဗျာ တချို့ features တွေဆိုလို့ရှိရင်အချို့ brand တွေမှာကျွန်တော်တို့ on paper ပေါ်မှာရေးထားပေမဲ့တချို့ function တွေကတကယ်တမ်းကိုအသုံးပြုတဲ့အခါမှာလက်တွေ့အလုံးမဖြစ်တာမျိုးတွေ error များနေတာမျိုးတွေရှိတတ်ပါတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ function များတိုင်းလည်းကျွန်တော်တို့ကားကောင်းတာမဟုတ်ပါဘူးတချို့က function များတာပဲရှိပြီးတကယ်အလုံးမလုပ်တဲ့ ကားတွေလည်း brand တွေလည်းရှိပါတယ်အဲ့ဒီတော့ကြောင့်မို့တခြားစစ်စစ်ဝယ်ယူဖို့လည်းအကြံပြုချင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ charging capability ပါခင်ဗျာကျွန်တော်တို့ဒီအားသွင်းမယ်ဆိုရင် DC နဲ့ fast charging သွင်းမယ်ဆိုရင်အာဘလောက်နဲ့သွင်းလို့ရတယ်ကျွန်တော် AC နဲ့ level 1နဲ့သွင်းမယ်ဆိုဘလောက်မြင်မြန်သွင်းလို့ရတယ် စားတဲ့ဒီ charging time charging capability ကိုလည်းတေချာမေးမြန်းဖို့လိုအပ်ပါတယ်ခင်ဗျာဒီတစ်ခုကကျွန်တော်တို့အသုံးပြုနေစဉ်တောက်လျှောက်လုံးမှာကျွန်တော်တို့အတွက်ဒီအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ကွာ DC fast charging မှာမြန်မြန်ရတဲ့ခါမှသာကျွန်တော်တို့ကဲကိုကကားကိုအရေးပေါ်တုံးဖို့လိုတယ်အမြန်သွင်းဖို့လိုတယ်ဆိုလို့ရှိရင်ဒီစနစ်ကအဆင်ပြေမှာလည်းဖြစ်ပါတယ်ဒါပေမဲ့ DC fast charging ဆိုတာထက်ကျွန်တော်တို့ဒီအိမ်မှာ level 1 2နဲ့အမြန်သွင်းပေးနိုင်တော့ပိုကောင်းပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ခရီးဝေသွားတဲ့ဟာမှာဖြစ်ဖြစ်အိမ်မှာ charging setup မရှိရင်မဖြစ်ဖြစ်ဒီ charging station တွေမှာသွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကို ဆောင်ဆိုင်ရမယ့်အချိန်ကဒီပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ကားတစ်စီးရဲ့ charging capability ကိုလည်းတိတိကျကျဆက်ဆေးပြီးမှဝယ်ယူသင့်ပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်ဘက်ထရီအမျိုးအစားပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးပေါ်ကားတွေမှာပုံမှုပြီးတော့ဘက်ထရီနီးပညာတွေကပုံမှုမြင့်လာတဲ့အတွက်ကြောင့်မို့နောက်ဆုံးပေါ်ဘက်ထရီနီးပညာကိုအသုံးပြုထားတဲ့ကားတွေကိုပုံမှုရွေးချယ်သင့်ပါတယ်ခင်ဗျာဘက်ထရီနီးပညာမြင့်တဲ့အခါမျိုးမှာဘက်ထရီ capacity ပို့ပြီးတော့အားသွင်းနိုင်မှာဖြစ်တယ်လို့ကျွန်တော်တို့ range လဲပုံမှုပြီးရမှာဖြစ်ပဲဒါအပြင်ကျွန်တော်တို့ EV ကားတွေမှာဒီဘက်ထရီအပူလွန်ကဲပြီးတော့မီးလောင်တာမျိုးတွေကိုလည်းပုံမှုကာဝယ်နိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီကြောင့်မို့ကျွန်တော်တို့ကကိုကကားဝယ်တော့မယ်ဆိုရင်အဲဘက်ထရီအမျိုးအစားကဘာလဲကီလိုဝက်အဝါဘယ်လောက်လဲအဲကျွန်တော်တို့အဲ့ဒါတွေကိုတည်တည်ချာချာမေးမြန်းပြီးတော့စစ်ဆေးဝယ်ဦးတင်ပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ကျွန်တော်တို့အသုံးပြုတဲ့မော်တာအမျိုးအစားပဲဖြစ်ပါတယ်မော်တာဘလိုမျိုးအစားမော်တာသုံးထားလဲကျွန်တော် single motor လား dual motor လားကျွန်တော် dual motor ဆိုလို့ရှိရင်တော့ပိုပြီး performance ပိုကောင်းပြီးတော့ကျွန်တော်တို့ဒီအစွဲယုံပိုကောင်းမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ battery ကိုတော့မြန်မြန် consumption လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်အများသောအားဖြင့်ကတော့ကျွန်တော်ဒီမှာ single motor ကားတွေကိုပိုပြီးအသွင်းများတယ် single motor ကားတွေကိုပဲရွေးချယ်မှုပုံပုံများကြပါတယ်ကျွန်တော်အကယ်၍ကိုက performance ကိုမှကျွန်တော်တို့ ိုက်တဲ့သူတွေအတွက်ကတော့ဂျူရယ်မော်တာကားတွေကိုရွေးချယ်လို့ရပါတယ်။ကိုကရိုးရိုးတာမန်ယူဇာပဲဆိုလို့ရှိရင်တော့ single motor အသုံးထားတဲ့ကားတွေကတော့ battery ကိုရေရှည်အသုံးပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ခီးပို့ပြီး range ပို့ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ကျွန်တော်တို့ resale value ပါကျွန်တော်ပြန်ရောင်းဖို့စဉ်းစားထားတယ်ပေါ့နော်ဒီကားကိုအတိုင်းအတာတစ်ခုထိပြန်ရောင်းပြီးစဉ်းစားထားတယ်ဆိုလို့ရှိရင်ကျွန်တော်ပထမအဦးဆုံးအချက်မှာပြောထားသလိုမျိုးကျွန်တော်တို့ တကယ်ကဘာကျော် well known ဖြစ်တဲ့ brand မျိုးယုံကြည်ရတဲ့ brand မျိုးကိုဝယ်ယူဖို့လိုအပ်ပါတယ်အဲ့ဒါမှသာလင်ကျွန်တော်တို့ဒီပြန်ရောင်းတဲ့အခါမှာကိုကလွယ်ကူမှာဖြစ်ပြီးတော့အကျိုးမြတ်မရရှိရင်တောင်မှကျွန်တော်ဆုံးရှုံးမှုရတိုင်းတော့ပိုပြီးနဲမှလည်းဖြစ်ပါတယ်ခင်ဗျာအကျွန်တော်အခြားဈေးကွက်တွေနဲ့မတူတာမြန်မာနိုင်ငံမှာကတော့ကျွန်တော်တို့ဒီပြည်တွင်းမှာလူစည်းများတဲ့ မော်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ပိုပြီးကောင်းပါတယ်ဥမာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ EV ပထမအဦးဆုံးစပေါ်ကားသားမှာ BZ 4H GAC version 4 version ဒီကားတွေကတော်တော်များလေးလူကြိုက်များခဲ့တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ဝယ်ရောင်းဈေးကွက်မှာလည်းတို့မှာအနေထားတစ်ခုရှိပါတယ်အဲ့လိုပဲအခုနောက်ပိုင်း brand တွေအများကြီးပေါ်လာတဲ့အထက်မှာမှလူများအပြရွေးချယ်တဲ့ brand တွေကိုပို့ပြီးတော့မှလေ့လာပြီးရွေးချယ်တဲ့မှာတယ်ကိုကပြောင်းရောင်းမယ်ဆိုလို့ရှိရင်ဒီကားတွေကအမြဲတမ်းအယောင်းဝယ်ဖြစ်နေတဲ့ကားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ကိုကပြောင်းရောင်းမှုအစီအစဉ်ရှိတယ်ဆိုရင်အကဲကိုကငွေကြေးတစ်စုံတည်းအချို့ မြမရရှိဘူးဆိုရင်တော့မှဒီဆုံးရှုံးမှုရာဂိုင်းတော့နဲမှာလည်းဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးသွားတဲ့အချက်တွေကတော့ကျွန်တော် EV car model ကမှမဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အချက်တွေပဲဖြစ်ပါတယ်ခင်ဗျာအကဲအကြံပြုချင်တာလေးတွေရှိရဆိုလဲ comment မှာရေးသွားလို့ရပါတယ်ခင်ဗျာအားလုံးပဲကြည့်ရှုအားပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ